အရှင်ဘုရားမိကုံမေရှောင်းခွင့်ပြုပါဘုရားဗုဒ္ဓဘာသာဟာအကောင်းဆုံးဘာသာလို့ပြောရတယ်ဘုရားသို့တော်ကုတင်းစာတရားနဲ့အိတာမြစ်စရအများဆုံးဖြစ်တာလေဗုဒ္ဓဘာသာတွေမှာအများဆုံးတွေ့ရတယ်ပေါ့ဘုရားဒါဘာကြောင့်ခွန်အားနေရတာလဲဘုရားတခြားဘာသာတွေဖန်ဆင်းရှင်လို့ပြောတာကလွင်ရင် လူလူချင်းကုတင်းစာတာတွေအိတာမြစ်စရသိမ့်မရှိတယ်လို့ပါပဲဘုရား NGO ဖွဲ့စည်းတွေဆိုရုံးလက်လူမျိုးမရွေးကူညီပေးနေကြရတယ်ပေါ့ဗျာ။ဘာကြောင့်ကွာဟနေရတာလဲဗျာ။အဲ့ဒါကဘာသာတရားနဲ့မဆိုင်ပါဘူးတကယ်တော့လေ။ဘာသာဝင်နေနဲ့ဆိုင်တာ။အဲ့တော့ဘာသာတရားကမြတ်စွာဘုရားကဘုရားတရားတွေလောက်ကောင်းတာမရှိဘူး။တတ္တလောကကြီးအပေါ်မြစ်တန်စိမ့်နဲ့ဖြန့်ပြီးတော့နေနိုင်အောင် တင်ပေးတာစနစ်တကျတင်ပေးတာဥစဉ်တို့ဗုဒ္ဓဘာသာမှာပဲရှိတယ်။အတ္တအဟံအဝေရောဟောမိအပြပိစောဟောမိအန္ဒီဘောဟောမိဒုက္ခိအတ္တနဲ့ပရိဟာရံမိရတဲ့အစချီပြီးတော့ဖခင်ကတင်ပေးတာ။ကိုနဲ့နှိုင်းချိန်ပြီးတော့ဥစဉ်တို့ကောင်းအောင် ကိုနဲ့နှိုင်းချိန်လိုက်တဲ့အခါမှာကိုဒီကောင်းတာလိုချင်တာပဲလေ။ကိုဒီဆင်းရဲဒုက္ခကိုမလိုချင်ဘူးလေ။အဲ့တော့ကိုချမ်းသာခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ကိုကိုယ်တိုင်ကအဲ့တော့ကိုကိုကိုအရင်မြတ်တာပို့ခိုင်းတယ်မြတ်စွာဘုရားက။ တော့ပြီးတဲ့အခါမှာတတ္တလောကကြီးကိုနော်တဆင်ချင်းတဆင်ချင်းမိမအယောက်ျားနော်အစတရားဖြင့်မြေတားတော့မှာလဲပါပြီးသားအတူရှိနော်အပုအဝခြေခြေလေးချောင်းခြေနှစ်ချောင်းခြေများစွာမြင်အပ်မမြင်အပ်အများကြီးပဲလေဒိဋ္ဌာဝါယောအဋ္ဌိဌာပါညာစသည်အဖြစ်ဆိုတော့ပြောချင်တာကဘာသာနဲ့မဆိုင်ဘူးဘာသာဝင်နေနဲ့ဆိုင်တာဒီ ိတ်တမေစရိယာများခြင်းမများခြင်းဆိုတာလေအဲ့တော့ဦးဇင်းတို့အဲတော်တော်များများကဒီဦးဇင်းတို့ဘုရားဘာသာဝင်တွေမှာ ဖြစ်တတ်တဲ့သဘောကဟုတ်တယ်အဲ့ဒါတူးချမ်းသာရင်တူးမကျေနပ်ဘူးဟုတ်လားတူးစင်ပြေနေရင်တူးကကြည့်လို့မရဘူးတူးကဒီလုပ်ငန်းနဲ့အစဉ်ပြေနေရင်တခြားတူးကလည်းအဲ့လုပ်ငန်းနဲ့လိုက်လို့ရှင်လားနော်အဲ့ဒါမျိုးလေအဲ့တော့ဟို ဘာသာဝင်တွေရဲ့စိတ်ကိုပြင်ရမယ်လို့ထင်တယ်ဦးစင်ကတော့လေဘာကြောင့်လဲဆိုတော့အကြောင်းတရားတော့ဦးစင်လည်းမရှာတတ်ဘူးအဓိကတော့ဘုရားရှင်ရဲ့တရားဓမ္မတွေကိုလေးလေးနက်နက်နဲ့ဒါလေ့လာရမယ်လေ့လာပြီးလို့ရှိရင်လိုက်နာရမယ်ပေါ့နော်ဒီနှစ်ချက်ပေါ့လေ့လာခြင်းရယ်လိုက်နာခြင်းရယ်အဲ့ဒီနှစ်ချက်မှာအားနည်းနေတယ်လို့ထင်တာပဲအဲ့တော့ကျောင်းဆောင်ကပြောသလို NGO ဖွဲ့ပါညာတို့ဖွဲ့တွေကတခြားဘာသာတွေမှာအဆုံးအမ ရေတိုင်လိုက်တာကြင်ကြံရတယ်သူတို့ကဒီလူသားချင်းစာနာတဲ့ဟာတွေသူတို့မှာချုံကားတယ်ဆိုတော့ဟုတ်တယ်သူတို့တွေကတခုဆိုတခုလိုက်နာနိုင်အောင်သူတို့ကြိုးစားကြတယ်တခြားမကြည့်နဲ့လေဦးဇင်းတို့